အားလုံးပဲမင်္ဂလာပါဆရာကတော့ဦးဝင်းခန့်ဆိုဖြစ်ပါတယ်ဒီနေ့ဆရာတင်မဲ့သင်ခန်းစာကတော့ Grade 11ဇီဝဗေဒဘာသာရပ်ကို Chapter 5 Continuation of Life ဆိုတဲ့တက်ရှိများဤဘဝတည်မြဲခြင်းအကြောင်းကိုသင်ကြားမှာဖြစ်ပါတယ်အော်ဒီမှာဆိုရင်ကျွန်တော်တို့အခွဲအနေနဲ့က5.1 mitotic and meiotic subdivisions 5.1.1 the cell cycle 5.1.2 mitosis 5.1.3 meiosis အကြောင်းကိုပြောသွားမှာဖြစ်ပါတယ် lesson objectives ဒီအနေနဲ့ကတော့ to understand about mitotic and meiotic cell division mitotic ဆက်ကွဲပွားခြင်းနဲ့ meiotic ဆက်ကွဲပွားခြင်းအကြောင်းများကိုနားလည်ဖို့ to know about the cell cycle ဆဲရီရဲ့လေပတ်နေတဲ့ cycle အကြောင်းကိုသိရှိဖို့ to explain mitosis mitosis ဆက်ကွဲပွားခြင်းအကြောင်းကိုရှင်းလင်းဖော်ပြတတ်ဖို့နဲ့ to discuss meiosis meiosis ဆက်ကွဲပွားခြင်းအကြောင်းကိုရှင်းလင်းဖော်ပြဖို့ဆိုတဲ့ရည်ရွယ်ချက်တွေချမှတ်ထားပါတယ် mitotic and meiotic cell division တော့ဒီဆဲကွဲပွားခြင်းအကြောင်းမှာเนาะပထမဆုံး5.1.1က the cell cycle cell divide on a regular basis to bring about growth and asexual reproduction တော့ share တွေကိုเนาะ divide ခွဲပြွဲ online ခွဲခြားတဲ့အခါမှာသူတို့တွေရဲ့ regular basis ကိုကြည့်ပါတယ်เนาะပုံမှန်เนาะသူတို့တွေရဲ့ business အခြေခံကိုကြည့်တယ်ဒီအခြေခံကဘာအကြောင်းတွေပါမလဲဆိုတော့ group ကြီးထွားခြင်းတွေအကြောင်းပါမယ်ပြီးရင် asexual reproduction လို့ပြောတဲ့လိင်မဲ့မျိုးပွားခြင်းတွေအကြောင်းပါရှိမှာဖြစ်တယ် They divide in a sequence of events known as the cycle which involves several different phases. အဲ့ဒီမှာသူတို့ထပ်ပြီးတော့အပိုင်းခွဲခြားမယ်ဆိုရင်တော့ cycle လို့သိတဲ့ဒါ sequence of events ဖြစ်ရများဆင်းလိုက်တိုင်းပါမယ်။ပြီးရင်သူ့မှာ involve several different phases ပေါ့အလွှာပေါင်းမြောင်များစွာပါရှိမှာဖြစ်တယ်။အဲ့တော့ပထမဆုံးအနေနဲ့ interface ဂျားလွာ is a period of non division which is divided into g1 s and g2 state ဆိုပြီးတော့ interface ကကြတော့သူကအမျိုးအစားခွဲခြားမှုမရှိတဲ့ non division ဖြစ်ပြီးတော့သူ့မှာ sub divided အခွဲတွေအနေနဲ့ကတော့ g1 ရယ် s ရယ် g2 state ဆိုတဲ့အဆင့်၃ဆင့်ပါရှိပါတယ်အဲ့တော့ G1 stage မှာကဆဲတွေပါလုံးလဲဆိုကြည်ထွားခြင်းကဖြစ်ပွားမယ် DNA replication is carried out in S stage အစ stage မှာကကြတော့ DNA replication ကွဲပြားမယ်ဘာလို့ကွဲပြားရလဲဆိုတော့ so that there are two identical copies of each DNA molecule in the nucleus nucleus ထဲမှာရှိတဲ့ DNA molecules လေးတွေကိုတော့ identical ထပ်တူကြ copies လုပ်တဲ့အခါမှာအမျိုးအစားနှစ်မျိုးရှိတယ်နှစ်ခု identical copies လုပ်တယ်ပေါ့အဲ့လိုလုပ်ဖို့အလို့ငါ S stage မှာ DNA replication ကွဲပွားခြင်းတွေဖြစ်ပွားမယ် Each DNA molecule found one chromosome, so after replication is completed, each chromosome consists of two identical DNA molecules. အဲ့တော့ DNA molecule တစ်ခုချင်းစီက chromosome တစ်ခု ထွက်တယ်အဲ့ chromosome က so after replication ကွဲပွားခြင်းက is completed ပြီးသွားတဲ့အခါမှာဒီ chromosome မှာ identical molecule ထပ်တူကြတဲ့ molecule DNA molecule နှစ်ခုကိုရရှိမှာဖြစ်တယ် they are called အဲ့ဒါတွေကိုဘာလို့ခေါ်လဲဆိုတော့ chromatic molecule နဲ့ they are joined together at the point called the centromere ဆိုတဲ့နေရာမှာဘာလို့မှာလဲဆိုတော့သွားပြီးတော့ join together အတူတူကဆက်ထားမှာဖြစ်တယ် G2 stage မှာကြတော့ the organelles are replicated and the cell grow. ဒီအင်္ဂါငယ်လေးတွေက ထပ်ပြီးတော့ replicator ထပ်ကွဲမယ်ပြီးရင်အဲ့ဒီမှာ cell တွေက grow ကြီးထွားမှာဖြစ်တယ်။ As a result of the production of new molecule of proteins and other substances တခြားသောရာဝတ္ထုပစ္စည်းတွေနဲ့ protein molecule တွေထုတ်လုပ်ခြင်းအကျိုးရလဒ်ကြောင့် the quantity of cytoplasm cytoplasm ဆိုတာ cell ရဲ့ကြီးအမေပါပေါ့။သူ့ရဲ့ quantity အရေအတွက်ကလည်းပဲ is in the cell began increase ပိုတိုးလာမှာဖြစ်တယ်။ This is followed by mitosis အဲ့ဒါဘာနည်းအဖြစ်လဲဆိုတော့ mitosis ဆက်ကွဲပွားနည်းအဖြစ်ဖြစ်တာဖြစ်တယ်။ A period of active nuclear division and cytokinesis the separation of cytoplasm အဲ့ဒီအချိန်မှာ cytoplasm အလောအလည်းပဲ separation ကွဲထွက်သွားမှာဖြစ်တယ်။ တော့ The Land of Sesake ရဲ့ lunch ကကြတော့ Isberia ပဲသူ့အလျားကကြတော့အမျိုးမျိုးပြောင်းလဲမှုရှိတယ်အဲ့တော့ There are two types of subdivision အခုဆရာတို့အရှိမပြောခဲ့တဲ့အတိုင်းပဲဆဲကွဲပွားခြင်းမျိုးအစား2မျိုးရှိတယ် Number 1 mitosis နဲ့ Number 2 meiosis ဆဲကွဲပွားခြင်းဆိုရင်2မျိုးရှိတယ်အဲ့တော့ subdivision is strictly regulated process that mostly work without error အမှားလုံးဝမပါဘဲနဲ့ဆဲကွဲပွားခြင်းကဒီ process တွေကိုထိန်းကြည့်ပြီးတော့သူက strictly ဆိုတာတင်းကျပ်စွာသူက꽌ပွားခြင်းဖြစ်တယ် one era two or ကအကြိမ်အမှားသာရှိခဲ့မယ်ဆိုရင်တော့ they can be catastrophic and cause the development of cancer သူကဘာဖြစ်စေနိုင်လဲဆိုတော့တော့ cancer ရောဂါဖြစ်ပွားမှုကိုပါသူကတိုးစေတယ်အဲ့ဒါမှကြည့်မယ်ဆိုရင် interface အလွာမှာ G1 ရယ် S ရယ် G2 ရယ်ဆိုတော့ phase 3ခုရှိတယ်။အဲ့ဒီ3ခုမှာ G1 လောကကြီးထွားမှုဖြစ်စေတယ်။ S stage မှာ DNA replication ဖြစ်မယ်။နောက် G2 stage မှာ growth လည်းဖြစ်မယ် mitosis preparation လည်းဖြစ်မှာဖြစ်တယ်။နော်ဒါကဆဲဆာကေကိုဆရာတို့တွေ့ရှိရမှာဖြစ်တယ်။ ဲ့တော့ interface အလွာမှာပဲနောက်ထပ်ပါရှိမလဲဆိုတော့ central zones လို့ပြောရတာ centrioles လေးတွေရှိမယ် chromosomes လေးတွေ duplicate တူတာပါဖြစ်လဲဆိုတော့ရှုပ်ထွေးတယ်ပေါ့နော်ဒါကြ chromosomes လေးတွေရှိမယ်ပြီးရင်အထဲမှာ nucleolus လို့ပြောရတဲ့ nucleus ရှိမယ်ပြီးရင် nuclear envelope လို့ပြောရတဲ့ nucleus 8ပါမယ်ပြီးရင် plasma membrane လို့ပြောရတဲ့ဒါ plasma membrane လို့ပြောရတဲ့ cell membrane cell အမေပါလေးပါမယ်ဒါ G2 stage မှာတွေ့ရှိရမှာဖြစ်တယ်အဲ့တော့ the interface က initial stage ဖြစ်တယ်သူ့ကို resting phase ပေါ့ဒါကြံရှိတဲ့အပိုင်း ်လွှာလို့လဲခေါ်ကြတယ် actually တကယ်တော့ it is not resting during interface အတွင်းမှာဘာမှကြံခဲ့မှာမရှိဘူး normal metabolic processes of the cell အဲ့ဒီအချိန်မှာ cell တွေရဲ့ဒါတာမန်ဇီဝရုပ်ဖြစ်ပျက်ခြင်းဖြစ်စဉ်တွေက continue ဆက်ပြီးဖြစ်မှာဖြစ်ပြီးတော့ new DNA is produced for the replication chromosome DNA အမျိုးအစားအတက်ကလေးကဒီ chromosome ဆိုတဲ့ဒီ replication of chromosome လေးတွေရေရှုပ်ထွေးခြင်းတွေက DNA အစ်စ်ကိုဘာလုပ်ပေးမလဲဆိုတော့ is produce ထုတ်ပေးမှာဖြစ်တယ်အဲ့တော့ new proteins တွေ cytoplasm တွေ cell organelle တွေ are also made အလောအမှာဖြစ်ပွားမယ် so that they say ဒါကြောင့် cell က is in the state of preparation to produce new cells နှစ်ခုကိုသူကဘာလုပ်ပေးမှာလဲဆိုတော့ထုတ်ပေးတဲ့အခြေအနေဖြစ်တယ်ဒီအလောအမှာ 5.1.2မှာ mitosis အကြောင်းပေါ့သူက during the process of cell division the chromosome that are duplicated during interphase are divided with the remaining contents of the cell to produce two identical daughter cells ဒီ cell ကွဲပွားခြင်းဖြစ်စဉ်မှာ chromosomes တွေကဒီ interphase အလွာမှာရှုပ်ထွေးစွာဖြစ်ပေါ်ပြီးတော့သူကဘာကိုထုတ်မလဲဆိုတော့ to produce two identical daughter cells ထပ်တူကြတဲ့သားသမီး cell နှစ်ခုကိုရရှိမှာဖြစ်တယ် it is divided into four phases prophase metaphase anaphase နဲ့ telophase ဆိုပြီးတော့ phase အလွာလေးလွာကိုခွဲခြားပေးတယ်။အော် prophase ဆိုတာဘာလဲတဲ့ the chromatin began more tightly coiled chromatin လို့ပြောတယ် chromosomes ကထွက်တဲ့ဒီအကောင်လေးတွေကဒီ chromatin လို့ပြောတဲ့အမြင်လေးတွေပေါ့ဒါလေးတွေက more tightly coiled coiled ပုံစံကွန်ရပုံစံသူက tightly တင်းကျပ်စွာတည်ရှိပြီးတော့ condensing into discrete chromosomes တွေကိုထုတ်ပေးမှဖြစ်တယ်။ each chromosome appear as two identical sister chromatid joint at their centromere chromosome တစ်ခုချင်းစီက identical အာဒီအပေါ်မှာဖြစ်တဲ့ daughter cell ဖြစ်တဲ့ sister chromatid နဲ့တွားပြီး join နေဘယ်မှာတွားဆိုင်လဲဆို centromere မှာတွားပြီးတော့သူကဆက်ဆက်မှာဖြစ်တဲ့ there's been the begin to form အဲ့အချိန်မှာဘာဖြစ်လာမလဲဆိုတော့ spindle လို့ခေါ်တဲ့ဒီ chromatin တွေစုစည်းထားတဲ့အလုံးလေးဖြစ်လာမယ်။ The ratio arrays of shorter microtubule around each centrioles are called aster. သူ့ကိုဆရာတို့ဘာလို့ခေါ်မလဲဆိုတော့ aster လို့ခေါ်မှာဒီ centriole မှာရှိတဲ့ microtubules လေးတွေကို aster လို့ခေါ်မယ်။ The centrioles start moving to opposite end of the cell forming protein fiber between them called the spindle. နော်ပြီးတော့ then nuclear envelope breakdown and then nucleus disappear အဲ့အလောမှာ nuclear envelope လို့ခေါ်တဲ့အဲ့ကလေးကကျွေသွားတယ်ပြီး nucleus လို့ပြောတဲ့နော် nucleus ရှိတဲ့အလောကလည်း disappear ပျောက်ကွယ်သွားမှာဖြစ်တယ် prophase မှာအဲ့ဒါ prophase အလောလေးကိုပြောထားတာဖြစ်တယ်ဒါ central melt ဒါ ester လေးဖြစ်တယ်နော်အဲ့တော့ prophase ကခုနကဒီအကြောင်းကိုဆရာရှေ့မှာရှင်းခဲ့ပြီးသားဖြစ်တယ် okay metaphase အလွာမှာကျတော့ eccentry ကို reach the opposite pose of the say ဒီ centrio တစ်ခုချင်းစီကသူနဲ့ဆန့်ကျင်ဘက် အပဝင်ရိုးစုံဝင်ရမှာဖို့ကြတော့ဝင်ရိုးစုံဆဲဝင်ရိုးစုံမှာသူကရောက်နေပြီသားဖြစ်တယ်။ The chromosomes လေးတွေကဘယ်မှာတည်ရှိမှာလဲ? Butterfly place alloy ရဲ့ဆဲဆဲ equator အလယ်မှာတည်ရှိမှာဖြစ်တယ်။ Each chromatid began attached to the spindle by its centromere as in the figure မှာဆို figure မှာကြည့်လိုက်မယ်ဆိုရင် chromatids တကူချင်းစီကမှာ centrosome as one spindle ပိုဒီပိုကိုသူကရောက်နေပြီသားဖြစ်တယ်။ Butterfly place ဒါသူ့ရဲ့ place အလွာဖြစ်တယ်။ပြီးရင်ဒီမှာ spindle လေးတွေရှိတယ်။ ဲ့တော့သူ့ရဲ့ chromatic တစ်ခုချင်းစီက centromeres အဖြစ်သူကဘယ်မှာလဲဆိုတော့ဒီ spindle နဲ့တွားပြီးတော့ကန့်ညှိနေမှာပေါ့ attach ဖြစ်ပြီးသားဖြစ်တယ်အော်ဒါ anaphase ကကြတော့ဒီမှာ daughter chromosomes လေးတွေရှိတယ်ပေါ့။သူကမှထပ်ပြီးထပ်ခွဲသွားတဲ့ chromosomes လေးတွေရှိတယ်။ Then chromatids from each pair are pulled centromere fast towards opposite poles of the cell. The centromeres divide. အဲ့ centromeres က divide ဖြစ်သွားတယ်၊ကွဲပြားသွားတယ်။ဆိုတော့ separating each pair of sister chromatids အနေနဲ့သူကဒေါက်တာဆက်ခရိုမိုဆုံလေးတွေထွက်မယ်။ဒါဂျူးတူဘာကြောင့်လဲဆို contraction of spindle ဒီ spindle လေးတွေကြုံချင်းချောက်ဖြစ်တာပေါ့။အဲ့ anaphase ရဲ့ဒါအဆုံးမှာတော့ the two sets of chromatids have been separated to opposite end of the cell ထပ်ပြီးသူဟာထပ်ကွဲပွားတယ်ဒီ cell opposites အမှာထပ်ကွဲပွားတယ် the chromatids are now called dichromatids တွေလို့အခုဘာလို့ခေါ်လဲဆို chromosomes တွေလို့ခေါ်ပြီးတော့ as each in an identical copies of the chromosome တစ်ခုချင်းစီကိုသူဟာထပ်တူကြပြီး copy လုပ်ပေးတဲ့အရာလေးတွေဖြစ်တယ်အဲ့တော့ chromatids ကိုဘာလို့ခေါ်လဲဆိုရင်အခုဆိုရင် chromosomes လို့ခေါ်တယ် နောက်တစ်လောကကြောင့် Telophase ပေါ့ဒီလောက Join Telophase The Spindle Fibers ကဒီအမြင်လေးက breakdown လောကမရှိတော့ဘူးပြီးရင် Nuclear Envelopes က reform ပြန်ဖြစ်ပြီးတော့ around the two set of chromosomes နှစ်ခုကိုထပ်ပြီးပေးတယ်အမှ nucleoline နဲ့ centrioles က are also reform သူတို့လည်းပြန်ပြီးထပ်ဖြစ်ပေါ်တယ် the chromosome begin to unwind and becoming less dense မဆိုကြည့်မယ် နော် nucleus တွေပြန်ပြီး forming ပြန်ဖြစ်တယ် nuclear envelope တွေပြန်ပြီး forming သူပြန်ဖြစ်တဲ့ပုံလေးတွေကို telophase အလွာမှာတွေ့ရှိရမှာဖြစ်မယ်နောက်တလွာကြ cytokinesis ပေါ့ သူကကြတော့ the final phase of the sales cycle is ဒါနောက်ဆုံးအလွှာနော်ဒီအလွှာ cytokinesis လို့ခေါ်တယ် who are the cytoplasm divide ပေါ့အဲ့ cytoplasm အလွှာကြီးမရှိတော့ဘူးသူ့ကိုချက်ခွဲလိုက်မယ်ဆိုရင် cytokinesis ဆိုတဲ့အလွှာကိုတွေ့ရှိရမှာနောက်ဆုံး final phase ကိုတွေ့ရှိရမှာဖြစ်တယ် in animal cells မှာသရဝဆဲတွေမှာ arrange of contractile fiber ဝင်းပုံသဏ္ဍာန်ကျုံနေတဲ့ fibers အမြင်လေးတွေက titan ဆိုတာဘာဖြစ်လဲဆိုတော့တင်းကျပ်သွားတယ် around the center of the cell similar to a bud tightening around a sac of floor နော်အဲ့တော့ဆိုလိုတာက animal cell နဲ့ plant cell မှာမတူဘူး animal cells မှာကဒီ queen ပုံသဏ္ဍာန်ကျုံနေတဲ့ fibers လေးတွေကဒီ similar ထပ်တူညီတဲ့ဒီ cell လေးတွေရဲ့ center ပတ်ပတ်လေးမှာသူကတင်းကျပ်စွာပါဖြစ်နေမှာလေတည်ရှိနေမှာဖြစ်တယ်အော် AMR တဆင့်သူက they continue to contract ကျုံ့ဖို့အတွက်ဆက်ပြီးသူက contraction ဖြစ်မယ်ကျုံ့သွားမယ်ပင် pitch ဖြစ်သွားမယ်ပေါ့เนาะ until the two sets began separated အဲ့ဆဲတွေလုံးဝနှစ်ခုကတစ်ခုနဲ့တစ်ခုကွဲပြားသွားတဲ့တိုင်အောင်တို့ကကြုံချင်းဖြစ်ပေါ်မယ် plant ဆဲမှာကြတော့အဲ့လိုမဟုတ်ဘူး the division for the cell ကွဲပွားခြင်းက occur differently လုံးဝမတူညီစွာပဲဖြစ်သွားတယ် a cellulose cell ဟော cellulose ပါတယ် cell နေရန်တစ်ခုက bf from the inside of the cell အောက်ကအပြင်ဘက်ကနေတိဆောက်တယ် in both case ဒီဖြစ်ရတဲ့ခုတစ်လုံးမှာ the result is that ရတဲ့အကျိုးရလဒ်ကကြတော့တဲ့ two genetically identical daughter cells are found genetically ဤရထပ်တူညီတဲ့ daughter cell နှစ်ခုက alpha ဖြစ်ပေါ်တယ် this is under interface a cells တွေက interface အလွာကိုဝင်မယ် then begin to prepare for the next cycle of division ထပ်ပြီးဖြစ်ပေါ်ဖို့အတွက်ကိုသူကပြင်ဆင်မယ်အဲ့တော့5.1.1မှာက meiosis ဆက်ကွယ်ပွားခြင်းဒီအပြင်ဆက်ကွယ်ပွားမယ်။အဲ့တော့ meiosis က is type of nuclear division and happen only in such organ မှာပဲဖြစ်တာသူက ဒီလိန်အင်ကာတွေမှာပဲဖြစ်တာ say that divide by muse အဖြစ်ကွဲပွားတဲ့ cells တွေက have the full number of chromosome to start စတဲ့နေ့အခါမှာဒါ chromosome အေအတွက်အပြည့်ရှိတယ်ဒါပေမဲ့ the cell that are found from meiosis နေရာဖြစ်ဖြစ်ပေါ်တယ်ဖြစ်ပေါ်တဲ့အခါမှာတော့ half half the number တဝက်ပဲဖြစ်တော့မယ်။စရင်တော့ chromosome ကအရင်အတွက်အကုန်အပြည့်ရှိတယ်။ဖြစ်ပေါ်ပြီးသွားရင်တော့တဝက်ပဲရှိမယ်။အဲ့ဒါကို so it is called reduction division လို့ပြောတယ်။တဝက်ဆက်ကွဲပွားခြင်းလို့ဆရာတို့ပြောတယ်။ animals မှာကြတော့ that gummy အဲ့ဒီ gummy တွေက are found directly from meiosis ကနေဓာတ်ရိုက်ဖြစ်ပေါ်တယ် their formation of span span တွေဖြစ်ပေါ်ခြင်းကို is called spermatogenesis လို့ခေါ်ပြီးတော့ why that of ovum ဥတွေဖြစ်ပေါ်ခြင်းကိုတော့ oogenesis လို့ခေါ်တယ်အဲ့တော့ဒါမရင်ကတော့ ovum ပေါ့နော်အမရီစီအထွတ်မှာ ovum ဥဒါအဖိုရီစီမှာထွတ်မှာ span ဖြစ်တယ်အဲ့တော့ in flowering plants တွေပွင့်ဆောင်ပင်တွေမှာကြတော့ meiosis found no special measles go microspores and phimases go megaspore မျိုးစင်းနေရာဖြစ်ပေါ်တဲ့အခါမှာသူက microspore လို့ပြောတဲ့အဖို့ဆဲတွေဖြစ်မယ်เนาะ megaspore လို့ပြောတဲ့အမှားဆဲတွေဖြစ်မယ် which then develop အဲ့ရမှာတဆင်ဂမိလို့ပြောတယ်ဘာဖြစ်လာမလဲဆိုတော့ဒါဂမိဆောင်ပင်ပေါ့ဖြစ်လာမယ် အမီယိုစစ်မှာ2 nuclear division ကဘာထုတ်ပေးလဲဆိုတော့ four haploid daughters နဲ့နောက်ထပ်၄ခုနှစ်ခုအနေနဲ့၄ခုထပ်ထုတ်တယ်အဲ့ဒါတစ်ခုချင်းစီက with its own unique combination of genetic material တိကျတိကျတဲ့သူရဲ့ကိုယ်ပိုင်ပေါင်းစပ်မှု genetic material ရှိတယ် although the events of meiosis ဒီ meiosis ဖြစ်ပျက်ခြင်းက continuous ဆက်လက်ဖြစ်ပွားမယ်ဆိုရင် separate phases ဒီလိုမျိုးကွဲပွားထားတဲ့ phase အလွှာတွေကအာရှုံး for easy understanding လွယ်လွယ်ကူကူနားလည်မယ် many of the stage of meiosis ဒါအဆင့်များစွာကအာ very similar to those of mind dosing နေရာနဲ့တွားပြီးတော့သူကတော်တော်လေးကိုစင်တယ် which just a few important difference အရေးပါတဲ့အရာနည်းနည်းပဲသူကကွဲပွားမှုရှိမယ်အဲ့တော့ mind dosing နဲ့ muses မှာကညာတော့အဖြစ်အချက်တည်းကတွားပြီးတူမယ်ဒါပေမဲ့အရေးပါတဲ့အချက်နည်းနည်းလောက်ပဲဖြစ်မလဲကွဲပွားမှုရှိမယ်အဲ့တော့ဒီနေရာမှာဆရာတို့အရှိကမိုင်းတိုးစစ် နောက်ဂုံရှိဆက်ကွဲပွားခြင်းနဲ့မီယိုစစ်ဂုံရော့ဆက်ကွဲပွားခြင်းအကြောင်းကိုဆရာအချင်းချုပ်ထပ်ပြောမယ်ဆိုရင်မိုက်တိုစစ်ဆက်ကွဲပွားနည်းရကြတော့ two identical daughter cells ဆက်ကွဲဆက်ကွဲပွားခြင်းဖြစ်တယ်သူကမိဘစီကနေပြီးတော့ထပ်တူကြတဲ့ identical genes တွေကိုရရှိတာဖြစ်တဲ့ကြောင့်သူကဂုံရှိဆက်ကွဲပွားခြင်းလို့ခေါ်ပြီးတော့မီယိုစစ်နည်းအဖြစ်ဆက်ကွဲပွားခြင်းရကြတော့ four haploid daughter cells ဖြစ်တယ်မိဘစီကနေပြီးရရှိလာတဲ့ daughter cells တွေကအပြည့်မရရော့ပြီးရတာမို့လို့ဂုံရော့နော်ဆက်ကွဲပွားခြင်းလို့ဆရာတို့သိရှိရမှာဖြစ်တယ် အဲ့တော့ some of the stages of meiosis are shown in figure ဒါပုံမှန်ဆရာတို့ meiosis ရဲ့ stage လေးတွေကိုကြည့်မယ်ဆိုရင်ဒါဆရာတို့ prophase မှာမှာ prophase 1 prophase 2နဲ့သူကဘာပါလဲဆိုတော့အဓိကက spindle လို့ပြောတဲ့အရာလေးပေါ့နော်ပြန်နောက်ကအရှိမပြောရတဲ့အထင်မှာက central zone လို့ပြောရတာ control ပဲထိမ့်ချုပ်တဲ့အရာပြီး homologous chromosome ပါမယ်ပြီး nuclear envelope လေးပါမယ်ဒါက sister chromatids တွေပေါ့ chromatids တွေအကုန်ပေါင်းရင်ဒါ chromosomes လို့ဆရာတို့ပြောမယ် နော်အဲ့မှာ profile မှာတူးမှာတော့ news media လေးကိုအာဖောင်ဖြစ်ပေါ်မှာဖြစ်တယ်။အော်ဒီမှာကျတော့ meta face မှာလည်း1 2ရှိတယ်။ meta face 1ဒါ meta face place ပေါ့ဒီမှာ central mall လေးရှိမယ်။ meta face 2မှာဗာပြောင်းလဲသွားလဲဆိုတော့တဲ့သူကဒီမှာ spindle လေး form ဖြစ်တယ်ဒီမှာကြောက်ဒီ chromatids တွေအားလုံးဖွဲ့စည်းပြီးတော့ chromosomes လေးဖြစ်ပေါ်တယ်သူက meta face အလွာမှာသူကတည်ရှိတာကိုပြထားတဲ့ diagram လေးဖြစ်တယ် အော် anaphase မှာလည်းအဲ့လိုပဲ central mass ကအဲ့ချိန်မှာလုံးဝ divide ဖြစ်သွားပြီเนาะဖြစ်သွားပြီးတော့သူကเนาะ anaphase 2မှာじゃ central mass တွေကပြန်ပြီးတော့ sister chromatids အနေနဲ့ chromosome တွေထပ်ပြီးပါဖြစ်လဲကွဲပွားတယ်ကွဲပွားပြီးတော့ chromatids တွေက separate ဖြစ်ပေါ်တဲ့အလွာဖြစ်တယ် anaphase မှာမှာနှစ်လွာပေါ့နှစ်ဆင့်ဖြစ်တယ်1 2နှစ်ဆင့်ဖြစ်တယ်ဒီလိုတစ်ခုတည်းကနေနှစ်ခုပါလောက်တာလဲဖြစ်ပွားတာဖြစ်တယ်အော် telophase အလွာမှာလည်းပဲ1မှာ nuclear membrane တွေက reform ပြန်ဖြစ်တယ်ပင်ဆက်ကွဲပွားခြင်းတွေ device ပြန်ဖြစ်တယ်ပေါ့ telophase 2မှာ nuclear envelopes က reform ပြန်ပြီးတဲ့ chromosome တရား began contention ပို့ပြီးတော့တိတ်သေးလာတယ်ပြီးရင် cytokinesis လို့ပြောတဲ့အလွာကွန် orga ဖြစ်တယ်သူကတီးတန်းပေါ့နော်နှလွာနှလွာစီပြန်ပြီးပါဖြစ်လဲခွဲပွားတာဖြစ်တယ်သူကဒါ telophase အလွာမှာဖြစ်ပွားတာအဲ့ဒီမှာကသူက chromosome replication orga meiosis အလွာမှာ meiosis 1နဲ့2မှာဖြစ်ပေါ်တယ်ဒီမှာကျတော့ haploid daughter cells လို့ပြောတဲ့၄ခုပါဖြစ်မှာလဲဆိုတော့ကွဲပွားခြင်းက forming ဖြစ်ပေါ်မယ် ဲ့တော့ improphase 1 of meiosis the two chromosomes of each pair known as homologous pair stay close together prophase 1မှာရှိတဲ့ဒါ meiosis စကွပွားခြင်းမှာ chromosome နှစ်ခုဒါဖြစ်ပေါ်ပြီးတော့သူတို့ကိုဘာလို့ခေါ်လဲ homologous pair လို့ခေါ်ပြီးသူတို့အချင်းချင်းအတူတကွာဒါနည်းနည်းဆက်ဆက်ရှိကြတယ်အဲ့ဒီအဆင့်မှာ recombination ပြန်လဲပေါင်းစည်းရယ်ပြီးရင် introduce genetic variation လို့ပြောရတဲ့ဒါမျိုးရိုးဗီဇာလက္ခဏာတွေကိုမိတ်ဆက်မယ် as the chromatin may break အဲ့အချိန်မှာ chromatin နဲ့ chromosome တွေကဒါလုံးဝ break ဖြစ်သွားမယ်ပြီးရင် recombine ပြန်လဲပေါင်းစည်းမယ် Okay, ဒီ diagram မှာ mitosis စကွဲပွားခြင်းနဲ့ meiosis စကွဲပွားခြင်းမှာမှာသူက parent cell ရှိမယ်။သူကတော့ဒါ chromosome အမြင်လေးတွေမတွဲဆက်ခင်ပေါ့ parent cell ရှိမယ်ဒါ။ဒါဆိုရင်ဒီဘက်က mitosis မှာကကြတော့ prophase မှာ chromosome အမြင်လေးတွေက duplication တွဲဆက်ပြီးတွဲဆက်ပြီးတော့ two sister chromatids ပြောရဲညီအမ cell chromatids လေးနှစ်ခုထွက်တယ်။အဲ့ဒါအမတဆင်သူက metaphase အလွာမှာသူတို့တွေကသူတို့ရဲ့နော် align as ra သူတို့ရဲ့ line ချောင်းလေးတွေနဲ့တခုချင်းစီသူတို့ဘာဖြစ်မလဲဆိုတော့ individual တခုချင်းစီ chromosome တစ်ခုချင်းစီဖြစ်ပေါ်သွားမယ်။ မီယိုစစ်ဆွေးကွဲပွားခြင်းအလွာမှာကကြတော့ခရိုမိုဆုံဂျူပီလီရှင်းလို့ပြောတဲ့ခရိုမိုဆုံအမြင်လေးတွေတွဲဆက်တဲ့ အချိန်မှာဒါဗီဇာတူတဲ့ခရိုမိုဆုံးတစ်ခုချင်းစီကအတူတကွနော်ခရီးစမာလို့ပြောတဲ့ဒီခရိုမာတစ်ကလေးတွေရှိတဲ့နေရာပေါ့ဒီနေရာမှာသူတို့တွေအတူတကွတည်ရှိပြီးတော့ sister chromatic cohesion လို့ပြောတဲ့နောက်ထပ်ညီမ chromatic တစုံကသူတို့တွေက cohesion ပေါင်းစည်းမယ်အဲပေါင်းစည်းထားတဲ့အဲ့ကောင်ကနော် metaphase အလောမှာသူတို့တွေက pairs of homologous chromosome ဒီဗီဇာတူတဲ့ chromosome ဒါဒီ homologous chromosome လေးတွေကနော် line at the metaphase plate အလောမှာလည်းသူပါသူတည်တံ့ပါပြောရမှာလည်းရှိသွားမှာဖြစ်တယ် နောက်ထပ်သူနဲ့မတူတဲ့အချက်ကဒီဘက်မှာ mitosis မှာသူကအနာဖေ့စ်နဲ့တဲလို့ face မှာကကြတော့သူကအခုနတော့ရလာတဲ့ sister chromatic လေးတွေအနာဖေ့အလွာမှာသူက daughter cells of mitosis နှစ်ခုသူကကွဲပွားမှာဖြစ်တယ် meiosis ကကြတော့အဲ့ homologous ကရလာတဲ့ sister chromatic လေးတွေကသူက daughter cells နှစ်ခုအနေမှာတစ်ဆင့်ပြန်ပြီးနောက်ထပ် sister chromatic တစ်ခုချင်းစီနှစ်ခုကတစ်ခုကနေနှစ်ခုတစ်ခုကနေနှစ်ခုထပ်ပြီးကွဲပွားတဲ့အခါမှာ haploid ပေါ့နော်ကွဲပွားတဲ့အခါမှာ daughter cells ဘယ်နှခုရမလဲဆိုတော့4 haploid daughter cells ကိုရရှိမှာဖြစ်တယ်ဒါဆိုရင် mitosis မှာက2 identical daughter cells ကို ရမယ် meiosis မှာက4 haploid daughter cells ကိုရရှိမှာဖြစ်တယ်ဒါကသူတို့ရဲ့ key differences between mitosis and meiosis in diploid cell ဖြစ်တယ်အဲ့တော့ သူတို့အတွက်လေ့ကျင့်ရမယ် practice လုပ်ရမယ်နော်လေ့ကျင့်ခန်းလေးတွေကတော့ discuss about mitosis အကြောင်းရှင်းပြရမယ် explain about telophase အကြောင်းပုံလေးနဲ့တကွာရှင်းပြမယ်နံပါတ်3က how to meiosis develop into the gamete in the flowering plant မှာနော် meiosis တွေဘယ်လိုမျိုးဒီ gamete တွေစီတို့ကြီးထွားသွားသလဲဆိုတဲ့အကြောင်းပြီးနံပါတ်4မှာ describe the role of spindle fiber in mitosis and meiosis ရဲ့ဒါ role အကြောင်းအခန်းကဏ္ဍအကြောင်းပြီးရင် file မှာကြတော့ဒါเนาะ gender identity ရ parental ဆဲမှာဒါ နော်ဘာအကြောင်းလဲဆိုရင်နံပါတ် A describe the rules of mitosis living organism တက်ရှိတွေမှာ mitosis ကဘယ်လောက်အခန်းကဏ္ဍပါတယ်ဆိုတဲ့အကြောင်းနဲ့ outline the way in which meiosis produce genetic variation meiosis ဒီဆက်ကွယ်ပွားခြင်းမှာ genetic B မျိုးဘီစာ variation ပြောင်းလဲခြင်းဘယ်လိုထုတ်ပြီးလဲဆိုတဲ့ outline ပေါ့နော်အချက်တွေအကြောင်းရှင်းပြရမယ်။နောက်ဆုံးနံပါတ်6ကကျတော့ state 3 differences between mitosis and meiosis နှစ်ခုရဲ့မတူညီသောခြားနားချက်၃ခုအကြောင်းမလုံးလဲဆိုတော့ရှင်းလင်းဖော်ပြရမှာဖြစ်တယ်။ ဟုတ်ပြီအခုဆရာပြောသွားတဲ့ chapter 5 continuation on life တက်ရှိဒီဘဝမှာအသက်ရှင်ရည်တည်ပုံကိုဒါဘယ်လိုမျိုးအသက်ရှင်ရည်တည်လဲဆိုတဲ့အကြောင်းကိုဆရာကဒါရှင်းလင်းပြောကြားပေးသွားတာဖြစ်တယ်ဒီနေ့သင်တဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်